င်္ဂလာပါပရိသတ်များရှင် Smart ရဲ့မြန်မာပရာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အလံဘိုးထင်နဲ့ပီယဝိဇာငကဲဆိုတဲ့ပရာလောကဇာလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။အလံဘိုးထင်နဲ့ပီယဝိဇာငကဲအင်းမြတော်မကြီးပင်ရင်အောက်တဲမောင်ဘိုးထင်နဲ့တာရသူတို့နေရောက်အနာရင်အခြားသူငယ်လေးများဝိုင်းဖွဲ့နေကြလိမ့်တယ်။မောင်ဘိုးထင်နဲ့တာရကချက်ပေါင်းတယောက်တစ်ချောင်းကိုင်းပြီးအားရပိုင်းရစားနေကြတယ်။ ဖေရင်ရှိသောတာအီနှင့်ဖိုထွေးသည့်ချက်ကြောပကံကိုကရင်မင်းတို့လူမမာတွေကလည်းစားလိုက်တာလိုက်တာဘလူးတွေကြနေရပဲဟဲ့ကောင်မင်းကငါတို့ကိုညွညင်လာလားဖိုထွေးမဟုတ်ပါဘူးကွာမင်းတို့အားရပါရစားနိုင်တောင်းနိုင်နေတာကိုဝမ်းသာလို့ပါငါတို့ထူတာကနည်းနည်းမင်းတို့စားတာကနည်းနည်းများများနေသလားလို့ ဖိုထွေဤစကားကိုကြားသောအခါချက်ပါငုံအာရပါရကိုင်းနေသောမောင်ဘိုးထင်းနှင်းသာရသည်သူတို့ဤအညိုမဲဆွဲနေသောမျက်ကွင်းမှ မျက်လုံးဖြင့်ဖိုထွေအားပင်ကြည့်လိုက်ပြီးမောင်ဘိုးထင်မှအဲ့ဒါဆိုကုဖိုထွေအထုခန့်ကြည့်မလားရပါရဲ့ကွာရပါရဲ့ငါကသဘောပြောတာပါဘာမှစိတ်မရှိပါဘူးကိုဖိုးထွေးကသာရနေကျုပ်အင်္ဂါအဘကအင်္ဂါချက်တွေဘယောက်ကုန်လဲလို့မင်းနေပြီမကြမကြချက်တွေကို ကင်းကြိုက်တာလို့ညာရတာလဲအဆင်မပြေတော့ဘူးဗျအဘကရိတ်မိတော့မင်းဟုတ်တယ်သားအေးငါလဲမင်းလိုပဲအခုဆိုငါအင်္ဂါချက်ကိုဘဲကဂလိကကြေးတွေပြစ်နေရလဲလို့ငါကိုယ်တိုင်ကျိမောင်းပြီးငါပဲပြစ်နေရနှစ်ကောင်ရှိပြီဟဘိုးချင်းနဲ့ကိုသားရကခုထိမသက်သာသေးဘူးလားကွာကြာရင်အဘနွားချိန်လုံးကငါ့အတွက်ဖြစ်တော်မင်းတာအင်းနဲ့ပေတူဤမကြေမနက်သို့သောစကားများကိုမှန်ဘူးထင်နေတာရာသည်မတိကြုံကြံပြူကစက်ပောင်းကိုသာကြိုက်နေဤ သူတို့ဤမျက်နာတွင်တော့အညိုမဲများမပြောင်းသေးသောကြောင့်ဖိုထေတို့တီခန်နေရခြင်းဖြစ်ပါသည်မဘိုးချင်းသည်အယိုးသာကြံတော်သောချက်ပေါင်းအားကင်ထားရင်တောက်တချက်ကိုပြင်းစွာခေါလိုက်ရာချက်တော်ကြီးနေကြသော ဖိုးထွေးတို့မျက်လုံးများပြူးကျဲသွားကြ၍မဘိုးချင်းသည်ကိုဖိုးထွေးတို့ကိုတောက်ခေါက်တာမဟုတ်ပါဘူးဗျာကျုပ်စိတ်ထဲဟိုငကဲဆိုတဲ့လူကြီးကိုမကျေနပ်ဘူးဖြစ်နေတာဟုတ်တယ်ဘိုးချင်းငါလည်းမကျေနပ်ဘူး မန်ဘိုထင်သည်သူ၏ရှေတွင်ရှိနေသောဖိုးထွေးတို့ကိုတေချာကြည့်ကကျုပ်ဒီလူကြီးကိုပညာပေးချင်တယ်ဗျခင်ဗျားတို့ဘလို့သဘောရလဲချက်တော်မကြွေးရတော့ဘူးဆိုရင်ကုညီမယ်ဖိုးထွေးဤစကားကိုကြံတော်သူများခေါင်းဝင်ငိမ့်ကအလျင်မြန်ထောက်ခံလိုက်တယ်ထိုအခါမန်ဘိုထင်သည်မကြေးနဲ့တော့ဗျလာကြအိမ်ငယ်ကိုဘလို့ပညာပေးမလဲဆိုတာကျုပ်ပြောပြမယ် မောင်ဘိုးထင်းတို့ဖွဲ့ကောင်းချင်းဆိုင်လို့တူတူနဲ့အေးမြတဲ့မကြီးပင်ကြီးအေးအောက်တွင်ထီတူတိုင်ပင်နေကြပါလိတော့တယ်။ငကဲဟုခေါ်သောဦးကဲသည်အသက်50ကျော်ရွယ်ရှိကအသားရည်ခက်လက်လက်အရက်ပူပြပြနေဖြစ်ပြီးခေါင်းကိုပဝါတထည်အမြဲပေါင်းထားကစုပ်ချင်းချင်းမျက်နှာမှာနှကမ်းမွေးကကနေဖြစ်တယ်။ဦးကဲဝါငကဲသည်ရေဦးစင်ရွာပြင်ရှိသူဝဲထားသောဥယျာဉ်ခြံတွင်တကူတီးနေလေတယ်။ ယခုဦးကဲဤချက်ဝင်းထဲသို့လူလျောက်ဝင်လာတယ်။ထိုလူလျောက်မှာမှန်ဘိုးထင်းနဲ့ပကြီငိုပြီးနောက်ဖိုထွင်းနဲ့တာရာတို့ဖြစ်တယ်။ပကြီငိုသည်ယခုမှန်ဘိုးထင်းတို့နဲ့အဆင်ပြေနေလေတယ်။အဆင်ပြေရသည့်အကြောင်းမှလည်းရှိသေးတယ်။တငုံငိုတည်ရဖြစ်နေသောပကြီငိုစီတို့မှန်ဘိုးထင်းတို့သွားကောင်းကိုပကြီငိုအချင်းဆိုတာမကောင်းတဲ့ပညာရည်နဲ့လှုပ်ယူရင်အချင်းလို့ခေါ်လို့ရပါမလားဗျ။ဟဲ့ကောင်အဲ့အရာလာမပြောနဲ့မင်းတို့ကြောင့်ငါနဲ့ကြော်လေးဝေးရတာ။ ခက်ပြီးကိုပကြီးကိုရင်ဘိုးထင်ပြောတာမှန်တယ်ခမားမိကျော်ကိုရပြီးထားပါတော့ဗျာတကယ်လို့ခမားခတ်ထားတဲ့ပြီးရစီပြေချင်းခမားကိုဓာတ်နဲ့မထိုးဘူးလို့ပြောနိုင်လားဘယ်ပြောရမလဲဘိုးထေရကိုပကြီးကိုကြီးအိတ်နေတော့ဖြည့်ရင်တော့ဖြည့်ပြစ်နိုင်တယ်ဟဲ့ကဘာဖြတ်မလဲကွာလေဘင်းကိုပြောတာပါဗျာတော်သေးတာပေါ့ကွာငါကအချားဟထင်းနေတာဟာကိုပကြီးကိုလေဘင်းဖြတ်တာ တော်မလားဗျတခါရေပွဲချင်းပြီးမှာ ဟုတ်တယ်ခမားမသိခင်ခမားမြင်ရမှာကခမားချစ်လာပါတယ်ဆိုရက်မိကျော်ကြီးကဓာကြီးကိုကိုင်းပြီးခမားရဲ့လေမင်းကိုဖြတ်ပြီးခမားသိတော်မဲချင်းပြုံပြုံကြီးနဲ့ကြည့်ပြီးသေစံလူရုပ်မကြီးဆိုပြီးခမားရဲ့နှလုံးသားတော်တော်ဟဲ့ကောင်နေငါမင်းတို့ကိုပြောတာကိုနားထောင်ပြီးကြော်ချက်လာပြီဟုတ်တော်ဟုတ်တယ်ကွမင်းတို့ပြောသလိုလုံးနိုင်နေခုတော့ငါကိုနာနာကြီးကြီးကြည့်သွားတော့တကယ်ပါဆိုဗျာ ချို့တို့ကမိကျော်ရောက်ကြရမှာဆိုလို့ကုညီတာမဟုတ်ဘူးမိန်းကလေးပဲဗျာတီချိန်တန်တီအာချိန်တန်အာဟဲ့ကောင်ဘူးချင်းပွင့်ချိန်တန်ပွင့်မှာဟစကပုံမသိပဲဘာရီလျှောက်ပြောနေရလဲကွမှားသွားလို့ပါဗျာချို့တို့ကအမမိကျော်ကိုနှမျောစရာအကြောင်းမရှိဘူးလူအသက်ထက်ဘာရီတန်မိုးရှိအောင်မလေးချို့တို့တကယ်ကုညီတာကကိုပချင်းကိုကြီးကိုဗျကိုပချင်းကိုကြီးရဲ့အသက်ကိုချို့တို့ကယ်လိုက်တာ ပချင်းကိုကြီးတွင်းငေးသွားတယ်။သူဤစိတ်ထဲမမိုးထင်တို့ပြောသည်မှာအတော့ကိုတဘာဝကြာလွန်နေတယ်။စိတ်ထဲ၌လည်းမမိုးထင်တို့အားဂျေဇုရှင်များဖြစ်ချိန်ပြီးဂျေဇုတင်နေမိတယ်။ထို့နောက်ပချင်းကိုသည်မင်းတို့ပြောတာဟုတ်တယ်ကွတကယ်မြစ်တာအစီအရာမှာပဲအနည်းငယ်မှာကိုပချင်းကိုကြီးကျုပ်တို့ပြောတာနားလည်သွားပြီမဟုတ်လား။အေးကွမင်းတို့ကိုအထင်လွဲမိရဲ့ကွာခုတော့ငါတကယ်ကျေးဇူးတင်နေမင်းတို့ကငါရဲ့အသက်တခင်ကျေးဇူးရှင်တွေပါကွာ ရပါရဗျာကျုပ်တို့ကလူအသက်ကိုတန်ဖိုးထားတဲ့ယုံလေးပါမင်းတို့ကတကယ့်ကိုမြင့်မြတ်တဲ့ကောင်းတွေပဲကွငါဘလို့ကျေးဇူးဆက်ရမလဲမသိတော့ဘူးကွာတကယ်ကျေးဇူးဆက်ချင်တာလားကုပ္ပချင်းကိုအင်းမောကွအဲ့ဒါဆိုခမည်းဆရာကြီးဥကဲစီလိုက်ဖို့ဗျာဤသို့သောမဘိုးထင်တို့စီယုံတိမ်သွင်းမှုဖြင့်ပချင်းကိုနဲ့အတူသူတို့ဥကဲဤခြံထဲသို့ရောက်လာခြင်းဖြစ်ပါလိတော့တယ်မဘိုးထင်တို့ကိုမြင်တီနဲ့ ပြရဝေစာငကဲ့သည်သူ၏အင်ရှိတန်လျာတွင်ခြေကိုချိတ်၍ထိုင်နေပြီးစီတံကို ခဲကားနေတယ်။မမိုးထင်သည်ပကြီးကအငါနာကက်လိုက်ပြီ။ကိုပကြီးကိုကျုပ်တို့ကိုထားခဲ့ဗျ။ခမားကကျုပ်တို့စားဖို့အိမ်ပြန်ပြီးထမင်းလေးချက်ထားပါလား။အေးအဲ့ဒါလေကောင်းတာပဲ။ငါကောင်တွေကိုကျေးဇူးဆက်ရအောင်မပေါ့။အခုလာလာညမင်းတို့ကိုဆရာကြီးကဲနဲ့မိတ်ဆက်ပေးမယ်။ပကြီးကိုဒီစေးတံခဲပြီးမန်ပါပါထိုင်နေသောငကဲနာသွားလိုက်ကား။ ဆရာကြီးကဲခမပချင်းကိုဘဲကကောင်လေးတွေခေါ်လာတာလဲကွကျုပ်တို့ကပြပင်ရွာကပါဆရာကြီးခမဆရာကြီးရဲ့ကုန်တဲ့ကကြော်စောနေတော့ကျုပ်တို့လိုလူပြိုပေါက်လေးတွေအတွက်ဆရာကြီးကကိုကိုွယ်ရမှုကိုပချင်းကိုကိုတောင်းပန်ပြီးပို့ခိုင်းရတာပါဖို့ထွေးဤစကားကြောင့်ငကဲကောင်ကိုအသာရငိမ့်ကရှိစီတော့ရှိစီတော့ကဲလာရင်ကိစ္စပြောကြဆရာကြီးကဲကျုပ်ဒီကောင်လေးတွေကိုဒီမှာခဏထားခဲ့ပြပါစီ ။ဘာလို့လဲကွကျုပ်အိမ်ပြန်ပြီးထမလေးချက်ချင်လို့ပါ။အေးအေးသွားသွား။ပကြင်ကိုဒီအလုံးကိုနှုတ်ဆက်ကဥကဲချန်ထဲမှထွက်သွားလိမ့်တယ်။ထို့နောက်မောင်ဘူထင်သည်ဥကဲကိုမျက်တော်မခက်ဆိုင်ကြည့်နေလေတဲ့မမိုးချင်းဤတူဖိုးထွေးပါဆိုင်ကြည့်နေလေရဥကဲအနေငယ်အနေချက်ကဟစ်ကောင်လေးတွေဘာလို့ဆိုင်ကြည့်နေရလဲကွဆရာကြီးကျုပ်တို့ကိုပြရစီခက်လိုက်ပြီလားဗျဟာမဟုတ်တာမခက်ပါဘူးကွ အဲ့ဒါဆိုဆရာကြီးရဲ့ရုပ်ကဘာလို့အတော်ခက်ညာနေရတာလဲကျုပ်ဆရာကြီးကိုမြင်ကလေးကကြီးညိုစိတ်တွေတဖွာဖွာပေါ်လာတဲ့ဆရာကြီးရဲ့ဟုတ်တယ်ဆရာကြီးဒီကောင်ပြောသလိုပဲဆရာကြီးရဲ့ရုပ်သွင်းကဒီနယ်မှာရှိတဲ့သူတွေနဲ့လာလာမှမဆိုင်ဘူးဆရာကြီးကပြရားစေမခက်ဘူးဆိုဆရာကြီးရဲ့ငကိုရုပ်ပေါ်အေးလေကွာမင်းတို့ကလည်းအဲ့ဒါဆိုဆရာကြီးအတွက်ဖာပြရားစေမှမလိုဘူးပေါ့ ငါတက်လည်းမဟုတ်ပါကွာငါရဲ့ရုပ်ရည်ကပြီးရစီမလို့ဘူးဆိုတာငါသိပါတယ်ငွေလေးကြေးလေးများများများဆဆပြီးတဲ့သူအတွက်ပါကွာဖားလေမင်းတို့လိုချင်လို့လားလိုချင်တယ်ဒါပေမဲ့ပြီးရစီမဟုတ်ဘူးဆရာကြီးအဲ့ဒါဆိုဘာလို့ချင်တာလဲကွာဆရာကြီးပိုင်ဆိုင်ထားတဲ့ခက်ညာတဲ့ရုပ်ကြီးနဲ့ဩဇာရှိလာတဲ့အတန်ကြီးကိုပေါ့ဗျာဒါကတော့မွေးရပါကန်ဆိုတော့ပြီးမရဘူးလေဒါနဲ့မင်းတို့မနက်စာကိုစားပြီးပြီလားစားပြီးပါပြီဆရာကြီးအား ကျုပ်တို့ဘာလို့ပေးရမလဲဟောဟူကချင်းတွေကခွဲမလားဆရာကြီးကျုပ်လုလိုက်မယ်ဖို့ထွေသည်ဖြက်လက်စားထင်းများကို သွားဖြန်နေသလိုမမိုးချင်းသည်လည်းဥကဲအောင်ဆရာကြီးညောင်းကိုက်နေပြီလားကျုပ်ကစက်ကြောဆွေရာတော်ရေဗျကိုသားရဟောဟူမှာဆရာကြီးမျက်ပေါက်နေရချင်းနေအေးအေးဘုထင်ငါသွားပေါက်လိုက်မယ်အလိုက်တီလွန်းသောမမိုးချင်းတို့အားဥကဲတပြုံပြုံနေကြီးကမင်းတို့တွေတကယ်တော်ရဲကောင်းတွေပဲ ကဲလိုင်းရင်ကိစ္စပြောပါအောင်ဥကဲတီသူအားပကုန်းကိုနေပေးနေတော်မမိုးထင်အားစိန်ခံနေ၍မင်းနေတော်မျက်လုံးအနေထားနဲ့မိလေသည်ထိုအခါမမိုးထင်သည်ကျုပ်တို့ကအမှန်တိုင်းပြောရရင်ဆရာကြီးစီမှာတပည့်ခံချင်နေရပါဆရာကြီးရဲ့ပညာတွေမသင်မင်းရင်တော့ဆရာကြီးရဲ့ပညာတွေကိုလေးစားတဲ့သူတွေအနေနဲ့ဆရာကြီးရဲ့ဝေယဝစာတွေကိုလှုပ်ပေးချင်လို့ပါမင်းတို့၃ရောင်လုံးလားဟုတ်ပါတယ်ဆရာကြီးကျုပ်တို့ကိုထမင်းလဲကျေးစရာမလိုပါဘူး ေးကွာမင်းတို့ကလည်းငါပေါ်အင်မတန်လေးစားတယ်ဆိုတော့ငါလက်ခံလိုက်ပါမယ်ကွာမနက်ခင်အားစားပြီးတော့လာတော့ကျေးဇူးတင်လိုက်တာဗျာကိုဖိုးထွေးနေကိုသာရကျုပ်တို့ကိုဆရာကြီးကဲကလက်ခံလိုက်ပြီးတယ်ဗျာဖန်ဖို့ထင်သည်ငိုတန်တော့ပြီးပြောလိုက်ရဦးကဲသည်နောက်တော့လဲကြည့်ပြီကောင်းလေးမင်းပါလို့ငိုနေရလဲကွာဝမ်းသာလို့ပေါ့ဗျာဆရာကြီးလိုပုဂ္ဂိုလ်တရားနဲ့အနီးကပ်နေရမှာကိုတွေ့ပြီးဝမ်းသာနေလို့ပါဆရာကြီးရော ဖမ္ဘိုထင်းဤနှုတ်တီကဤသို့စကားထွက်နေပေမယ့်စိတ်ထဲတွင်တော့ငကဲမွေပွေးကပိုက်ပိုင်မိပြီးပေါ်ဟူသာတွေးနေပါလိတော့တယ်ဦးအောင်ဒီမောင်ဘချင်းတာရနဲ့ဖိုထွေတို့အားစုငေါနေတယ်။အချောင်းဒီကသူအီရန်သူတော်ပီယဝိဇာဦးကဲစီမာတပည့်ခံပြီးသွားသွားနေတော့ကြောင့်ဖြစ်တယ်။ရှိုင်းလိုက်တာကွာ။ငါတပည့်နဲ့ငါရွာသားတွေကငါရဲ့သမိုင်းပေးရန်သူစီမာတပည့်ခဲရတယ်လို့ကွာ။အဘဘာဖြစ်နေရလဲ။ကျုပ်ရှင်းပြပါမယ်။ အဖာနဲ့ဦးကဲကဘလို့လို့တမိုင်းပေးရန်သူတွေဖြစ်ခဲ့တာလဲဗျမင်းကမေးပြီပေါ့ကွာမင်းမင်းတော့ငါပြောပြရမှာပေါ့ငါဒီเจ้าတွေကိုမင်းအရွယ်မရောက်မချင်းမပြောဘူးလို့တွေးထားတာဥအုံအဲ့ဒါဆိုဘိုးချင်းကဦးကဲရဲ့သားလားမင်းတို့ကလည်းဘာရီပြောနေရလဲကွာငါပြောချင်တာကငါရဲ့အချစ်ကြောင်တွေပါနေလို့ဒီကောင်ဘိုးချင်းအရွယ်ရောက်မှပြောတင်နေထလို့ကွာမင်းမေကြီးတော့ဘိုးချင်းကငကဲသားရမှာလဲအဲကောင်ခွက်နဲ့ဒီကောင်ခွက်ကိုကြည့် ဟိုကောင်ခွက်ကငငယ်ကလေးကနှခမ်းမွေးကကနဲ့အကောင်နှခမ်းမွေးကိုတော့ဟော့တီလိုဆောင်ဆဲပြီးတော့ဟော့တီလိုအဖနားရေဗျတေးပါပြီဗျဟာမားကုန်ပြီကွာငါကမင်းနပန်းဆန်မွေးကိုဟိုကောင်ငကဲနှခမ်းမွေးထင်သွားတာဦးအောင်ဒီသူဤနာရင်ရှိနေသောမဘိုးချင်းဤနှခမ်းမွေးအားဆွဲပြီးဦးကဲအားတတော်ကိုပြပြနေနေပြောနေခြင်းဖြစ်တယ် ်ထို့နောက်မာဘိုချင်းသည်ဦးအောင်နှင့်ခလန်လန်တွင်ထိုင်နေပြီးသူ၏နှပန်းဆံမွေးတွေကိုပုကမကြည်မနက်ဦးအောင်ကိုကြည်နေလေတယ်ထို့နောက်ဦးအောင်သည်စကားဆက်ပြန်လေတယ်ငကဲနဲ့ငိုင်းနဲ့ကဆရာတူတပည့်တွေကငါတို့ဆရာကြီးစီမှာထက်ဝက်တီးဆိုရဲသမီးတယောက်ရှိတယ်ကွနာမည်ကလာရေဗျာကျုပ်ဖြင့်ကြားတော့မကြားဘူးဘူးထက်ဝက်တီးတဲ့ရွာကမိကျော်တို့လာရင်တို့မိနောင်တို့နဲ့တခြားစီပဲဗျာအေးကွာဖိုထွေရ နမ400လောက်လောက်လူလေးကလည်းအတော်လာပါတယ်ကွာငရဲ့ကူလုံးလေးနဲ့ကွာအဘငရဲ့ကူလုံးလေးဆိုတော့အောက်ရှူးကြည့်ပေါ့ဟုတ်လားအဘမိမိကြီးတော့အောက်ရှူးရမှာလေငရဲ့ကူဆိုတာလုံးจิตတာကွာငါဘာတွေပြောမိပြန်ပြီလဲမသိပါဘူးအော်အဘရေကျုပ်သဘောပေါက်ပါပြီငရဲ့ကူဆိုတာဟုတ်လို့လေတွန့်လိုက်ခါလိုက်ဖြစ်နေရကိုပြောတာမဟုတ်လားဒီကောင်ကတော့ကွာ မန်ဘိုးထင်သည်သွေးလက်အားငရမ်းတုန်တလို့ခါတလို့ပုံလို့ပြနေရာဦးအောင်ဟန်တာလိုက်ရတယ်ထို့နောက်ဦးအောင်ဆွေဆွေမြေမြေစကားဆက်ဆူလိုက်ပြန်နေငါနဲ့ထဝတီနဲ့လူငယ်ချင်းမြစ်တာများတဲ့ပေါ့ကွာအဲ့ဒါကိုငကဲကမကြည့်ဘူးဗျသူကဆရာကြီးကိုတွားပြီးပြောတယ်ဆိုပါတော့အဲ့ဒါဆရာကြီးကသူသမီးဆန္ဒတိုင်းဆိုတာနဲ့ဒီကောင်စိတ်ဆိုပြီးထွက်သွားတယ်ကွာငါလာလောက်ကြတော့ပြန်ရောက်လာတယ်ပြီးတော့ငါရဲ့ထဝတီလေးကိုပြရစေတိုက်ပြီးခိုးသွားတယ်ကွာ ဲ့ဒါဆိုခုဦးကဲကမိမနဲ့ပုံခုတော့မသိဘူးငါထဝက်တီလေးကိုခိုးပြီးဘလို့လုံးလိုက်လဲမသိဘူး6လလောက်ကြတော့ငါရဲ့ထဝက်တီလေးဆုံးပြီတဲ့ကွာဒီကောင်ငယ်ငယ်လူလိုမလုပ်ဘူးဟာဗဘာရီရှောက်ပြောနေရလဲဗျမကြီးမငယ်နဲ့တော်တော်ရိုင်းနေဗျာဦးအောင်ဒီသူ့အာမယုံကြည်ဟန်နဲ့ကြည်နေတော့မောင်မိုးထင်တို့အားနားမလည်နိုင်စွာဖြင့်ပြန်ကြည့်ရင်တခုခုကိုတရားဟန်နဲ့မင်းကြည်တော်ကြီးမဟုတ်တာရှောက်တွေးမနေနဲ့ လူလိုမလုပ်ဘူးဆိုတာထဝတီကျမရေးမကောင်းဖြစ်နေရကိုကောင်းကောင်းမနေရဘူးပြောတာကွာဟာပိုဆိုးနေပြန်ပြီရောင်းဟာကွာကောင်းကောင်းမနေရဘူးဆိုတာအိတ်ကိုမအေးရဘူးပြောတာဟာဒါတော့ဦးအောင်အတော်ရိုင်းသွားပြီဒီကောင်တွေကလည်းငါတော်ကောင်းမှုလာပြီငကဲကအရက်တော်တောက်တဲကွာပြီးရအစွမ်းကားလေးထက်တယ်ဆိုတော့အခြားအငယ်နောင်တွေတအားပဲပေါ့ကွာအချိန်မရှိပြန်လားအရက်အမီလောက်ခိုင်းဟင်းမကောင်းရင်နေဆက်ဖို့ ငွေမပေးဘူးတဲ့ကွအဲ့တော့ထဝတီကနေပိုင်းအလုပ်တွေလို့ပေါ့ကွအဲ့လိုတွေပင်ပင်မပန့်ဖြစ်ပြီးယောဂရရတဲ့ကွနောက်တော့တယောက်တည်းရှိနေတော့ဆုံးသွားတာတဲ့ကွငါတကယ့်ကိုစိတ်မကောင်းဘူးအဲ့ဒီကလေးကငကဲကငါရဲ့သမိုင်းပေးရန်သူဖြစ်သွားတာကွဦးအောင်စကားအများကြီးပြောပြလိုက်တော့မှမမိုးထင်လို့စိတ်မကောင်းဖြစ်သွားကြတယ်။ထို့ကြောင့်ငကဲကိုလည်းအတော့ကိုနာကြည့်မိတယ်။ထို့သောငကဲရဲ့အကြောင်းတွေ့နေစဉ်ဦးအောင်ဤမကျေမနပ်အတန်းကပေါ်လာပြန်တယ်။ ဲ့လိုလူရဲ့အိမ်ကိုမင်းတို့တွေကတပည့်ခံမှုသွားတယ်။အတော်ကိုဟုတ်တဲ့အကောင်တွေကအဘနေအောင်အပြစ်မပြောနိုင်တဲ့အောင်ကျုပ်ပြောပြမယ်ဒီဘက်လား။ဖမိုးချင်းသည်သူ့အနာရောက်လာတော့ဦးအောင်ဤနာနာကိုကက်ကတိုးတိုးပြောနေလေရဦးအောင်တပြုံပြုံနဲ့ခြေနဲ့နေပါလိတော့တယ်။မမိုးချင်းတို့တတိုက်ရေအိုးစင်ရွာလေးမှနေတော့လေးခုလက်တော်ဝင်အိမ်တို့ရောက်နေကြတယ်။ပေါတူနဲ့အတော်ပင်ယနေ့တည်းအတွက်မောင်ဘိုးချင်သည်ပေါတူအားခေါ်ခဲ့ရခြင်းဖြစ်တယ်။ မမိုးထင်တို့သည်တနက်ခါဖွေးသားနှင့်အသက်40 50ကျော်တော်ဝင်တဲခင်းဧခန်ထားသောရင်းနှွေးချမ်းနှင့်အမိကို စားလိုက်ရင်အတော်ဝင်ကျုပ်တို့အတော်ကို ပြောစရာရှိလို့လာတာကဲပြော့ကောင်းလေးတွေနင်တို့ကငါ့အိမ်ကို အုပ်ဖွဲ့လိုက်ကြည်လာတော့ငါနေနေတော့ကြောက်မိတယ်ဟဲ့မမိုးထင်တို့ထဲမှာပေါတူးတာရနဲ့ဖိုထွေးတို့မျက်လုံးပြူသွားကြရတယ်ထို့နောက်မမိုးထင်သည် အတော်ဝင်းကိုကြည့်ကအတော်အင်ထောင်ရက်သားပြုဖို့အစီအစဉ်မရှိဘူးလား ဖြူချင်တာပေါ့ဟဲ့ငါကိုလေးခုလဲဆိုပြီးဘသူမှမယူချင်ကြဘူးငါကအချစ်ကန်ခေတာပါငါယူတဲ့ယောက်ျားအလုံးကိုငါချစ်ပါတယ်ဒါပေမဲ့ငါကအပြောဆိုတယ်ဆိုပြီးထားရစ်ခဲ့ကြတာဟဲ့အတော်ကတကယ်အပြောဆိုလို့လားငါကငါယောက်ျားတွေကိုတဝင်းတူရာပဲရှိတာပါငါယောက်ျားတွေပေါ်တဝင်းတူသလိုတစ္ဆာဖောက်တဲ့ကောင်းတွေကိုလည်းအားမပေးဘူးခုံခုံပြောမယ်ဟဲ့ငါကလွှဲရင် အချားမိမအကြောင်းပြောတာမကြိုက်ဘူး ဲ့တော့ငါကဒေါသနဲ့ပြောမိတာပေါ့အဲ့ဒါကိုအပြောဆိုရတယ်လေဟန်ကြလိုက်တာဗျလိုချင်တာနဲ့ကွက်တိဖိုထွေဤအာရပါရပြောစကားကြောင့်အတော်ဝင် ဖိုထွေကို မခုတီကိုလေးကြည်နေလေရာဖိုထွေမအဲ့လိုပြောတာမဟုတ်ဘူးလေဘိုးတင်ရှင်းပြလိုက်ပါအောင် ဟုတ်တယ်အတော်ဝင်ရအတော်လိုလူမျိုးကိုရှာနေတဲ့လူတယောက်ရှိတယ်သူကအတော်ကိုကြိုက်နေတာမပြောရဲလို့ကျုပ်တို့ကိုအကူအညီတောင်းထားတယ်ဘယ်သူလဲကောင်းလေးရီ ကျုပ်တို့ဒီရွာကို လာလာနေတာဘသူစီကိုလာတာလဲမသိဘူးလားနင်တို့ရွာပြင်ကဦးခဲအိမ်လာတာမလားအဲ့ဒါဆိုသဘောပေါက်လေးဗျာအဲ့ဒါဆိုနှကန်းမွေးကားကားနဲ့ဦးခဲကငါ့ကို ဟုတ်တယ်အခုတောင်သူကကျုပ်တို့ကိုမပြောခိုင်းဘူးရှက်နေရလေကိုကဲဆိုတော့လေကိုကဲပေါ်ဟဲ့ဒါဆိုကျုပ်တို့စီစဉ်ပြီးရင်လာခေါ်မယ်နော်ကျုပ်တို့ဆရာကြီးနဲ့တွေ့ဖို့လေအင်းမနည်းနည်းရှက်ပေမဲ့တွေ့ရမှာပေါ့ဟဲ့ မမိုးတင်တို့သည်တော်ဝင်းကိုကြည့်ရင်အတော်ကိုကြည်နန်းနေကြတယ်။တော်ဝင်းသည်အနာကကြီးကအမျိုးသမီးလို့ထင်စရာမရှိပေ။တောင်တောင်တင်တင်ကြည့်မှုစပားနှစ်တင်ကိုတယောက်တည်းပင်ပြီးရွံ့နိုင်သူဖြစ်တယ်။သူ၏အရင်ယောက်ျားများကိုပင်ကင်ပေါက်နိုင်သောကြောင့်ရွာလူကြီးဖြည့်ရှင်းပရသည်မှအခါခါဖြစ်တယ်။ယခုမမိုးချင်တို့၏မျက်လုံးထဲတွင်ဥကေအောင်တော်ဝင်းကင်ပေါင်းဤပုံကိုစိတ်ကူးဖြင့်တွေးပြီးခြေနဲ့နေကြပါလိတော့တယ်။ မှန်ဘိုးချင်တို့တောင်ရဦးကဲဤချန်ထဲရောက်နေကြတယ်။ဦးကဲဒီ PRC 3ဆွဲနီကိုဒီနေ့သူတို့အားပြောပြမည်ဖြစ်တယ်။မှန်ဘိုးချင်တို့ဆောင်းနေတည့်ရဲ့ချင်းဒီလဲတည့်ရဲ့ချင်းဖြစ်တယ်။ယခုရဲ့ချင်းကိုရလာဖို့ဦးကဲအားနှိပ်ပေးရသည်မှာမှန်ဘိုးချင်လက်အတော်ညောင်းနေပြီဖြစ်သလိုအိမ်မူကိစ္စများပြုလုပ်ပေးရပြစီလာတောင်းသောအသက်ကြီးကြီးလူကြီးများအားအဝတ်ပြုရနှင့်အတော်ကိုလှုပ်ရှုပ်ပင်ပန်းနေခဲ့ရသည်။တော်ရင်ဤမှု၏အသီးအပွင့်ကိုမောင်မိုးထင်တို့ယနေ့ခံစားရတော်မူဖြစ်တဲ့ ကောင်းလေးတွေလာကြမင်းတို့ကိုဒီနေ့ငါဖော်ဆက်ထားတဲ့ PRC ထဲနီးနဲ့သုံးဆွေးနီးပြောပြမယ်ဟုတ်ကဲ့ဆရာကြီးဦးကဲဒီမောင်မိုးထင်တို့အားသွေးအိမ်ပေါ်တို့ခေါ်ဆောင်သွားတယ်ဦးကဲဤအိမ်ဒီလဲဦးအောင်ဤအိမ်ဒီသူဖျားဆင်းမရှိပေဖျားဆင်းနေရအတွက်မဲနဲ့နေတော့ခုံကြီးချထားတယ်ထုခုံကြီးပေါ်တွင်အမျိုးမြီမသိသောစီမင်းကြောင့်စုတ်တမ်းများနှင့်အခြားအခြားသောရုပ်ထုများစွာရှိလေတယ်။ဥကဲသည်ထုတ်ပစ္စည်းများထဲမှဖန်မှုလေးသုံးလုံးအာယူလိုက်ပြီး ကဲကောင်းလေးတွေဒီဘူးတွေကပြရစေဘူးပဲဒီဘက်အစွန်ဆုံးကစေကတရခန်းစီဒီလေကခုနှစ်ရက်ဒီဘူးကတော့၃လခန်းနေသူရဲ့အချိန်တွေပြရနဲ့အာနိသင်ကုန်ပြီဥကဲဤစကားကြားတော့ခါမမိုးတင်တို့ပကျင်ကိုကိုပြောတော်စကားများသည့်မှန်ကန်နေသည် ဟုခံစားလိုက်ရတယ်ထို့နောက်ဥကဲသည် စေဘူးများကိုလမ်းထဲပုတ်ကောင်ငါကဒီစေလေးတွေနဲ့ဝင်ဝင်ရနေတာငါစီရောက်နေဆိုတဲ့နေရာမှာစီကန်ရှိတယ်ဝေးရရင်ပြီးရောင်းတဲ့လူမျိုးတော့မဟုတ်ဘူး ်ပီယာစီအုံပြုမဲ့မိမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်အမှန်တကယ်ချစ်မြတ်လို့ရမယ်ပီယာစီဝဲယူသူဟာအိမ်တော်ရှိသူဆိုငါမရောမူဥကဲဤစကားကြောင့်မမိုးထင်တို့ဥကဲကိုပဲလေးစားချင်တယ်လို့ဖြစ်လာတယ်။ဥကဲမစကားဆက်လာပြန်တယ်။ခါလေစီပွားရေးအရသာဒီလိုစည်းရီရောင်းနေရတာပါ။တကယ်မြတ်တာစစ်မြတ်တာမှန်လို့တော့ဖေအရာမှမကောင်းပါဘူးကွာ။နမေဆုနဲ့ကြောကြသောဥကဲဤစကားကြောင့်မမိုးထင်တို့တွေ့ဝေးသွားကြတယ်။သူပဲမဲ့ဥအောင်ပြောသောစကားများရှိနေသည့်ကြောင့် ဝေဝါးနေသောစိတ်ကိုမောင်းထုတ်လိုက်ကငကိုအစီစဉ်အားအကောင့်ထဲပေါ်ရန်အစာပြုလိုက်တယ်။ဆရာကြီးချုပ်တို့ကိုပြရစီခန်းဒီလေးပြောပြပါအောင်။စေခတ်တာကတော့လွယ်ပါတယ်။စားစရာတခုခုတည်းကိုနင်းနှင်းထည့်လိုက်ပြီးကျေးလိုက်ကွာရတယ်။ဥမာဆရာကြီးရဲ့ချုပ်တို့ကယူသွားတယ်ဗျာ။အချားတရားကိုပေးလိုက်မယ်။သူကအချားတရားကိုကျေးလိုက်ရင်ပြရစီစွမ်းကဘသူ့ကိုပြမှာလဲ။ကျေးခိုင်းတဲ့သူကိုပဲအစွမ်းကပြမှာပေါ့။ ဥမာကငါကမင်းကိုရော့စားလို့ပြောရင်ပြီးရစေစွမ်းကငါကိုပြမှာငါကိုဟူကောင်ဖိုးထိတ်ရပြီးတယ်ဖိုးထိတ်ကစားလို့ပြောလိုက်ရင် ဖိုးထိတ်ကိုအစွမ်းပြလိမ့်မယ်။အော်သဘောပေါက်ပြီ စားပါလို့ပြောတဲ့သူကိုအစွမ်းပြမှာပေါ့။အေးဟုတ်တယ်ကွ။တိပီဆရာကြီးအခုကျွန်တော်တို့ကိုပြီးရစေခဏလေးပြပါအောင်။ဒီမှာငပြောသည့်ရှိရဲ့ဆရာကြီးထိတ်ပြပါအောင်။အေးကွငါထိတ်ပြမယ်။ ဖမိုးထင်သည်အသင်ပါလာသောဖီချံငပြောတီကိုဥကဲအားပေးလိုက်တယ်။ဥကဲတီငပြောတီကိုယူကစပွဲပေါ်ရှိအလေးနှင့်အတော်ကြကြဖောက်လိုက်ပြီး ခုနှစ်ရက်အစွမ်းပြသောပီယာစီဘူးထဲခနာစိန်လိုက်ကပြန်နှုတ်လိုက်ပြီးဖမိုးထင်တို့ကိုပြကားထာဆိုစိတ်ခတ်တာပြီးပြီးကအတော်ခက်ခဲတာပဲဆရာကြီးရငပြောတီကပုံစံမပြတ်သွားဘူးနော်အတွေ့အကြုံလေးတွေပေါ့ကွာ ။ဖောင်မိုးထန်သည်ငပြိုသည်ကိုစကားများအများကြီးပြောပြီးဥကဲလက်ထဲမှမတိမတာယူလိုက်ကလွယ်အိတ်ထဲထဲထားလိုက်ပါလိတော့တယ်။ဖိုထွေနေတာရာသည်ဥကဲအိမ်တွင်ရှိသောစားစရာတောက်စရာများကိုအကုန်လွှင့်ပြလိုက်ကြသည်။မနက်ခင်းပီယာစီခန်းနီးပြပီးသည့်အချိန်မှဥကဲသည်အိမ်ရှိတန်လျာတွင်အိမ်နေသည်။မောင်မိုးထင်သည်ပီယာစီခတ်ထားသောငပြိုးသည်ကိုယူကရွာထဲရှိအတော်ဝင်အိမ်သို့ထွက်သွားပြီးဖြစ်သည်။ မကြသောချိန်တွင်မဘူတင်ပြန်ရောက်လာပြီးဖိုထေးတာရာရုနဲ့တူအစားတောက်များကိုလိုက်ရှာကအကုန်လွှင့်ပြလိုက်ကြတယ်။ထို့ကြောင့်ဥကဲအင်းတွင်စားစရာဆိုလို့ငပြောသည်ပဲမရှိတော့ပါ။မမိုထင်တို့သည်အစားအသောက်များကိုရှင်းသလိုမိဖို့ထဲမှအိမ်တွင်းအိမ်ပြင်အကုန်သက်ရှင်းရင်လုံးနေကြတယ်။မကြလာသောချိန်တွင်ဥကဲနိုးလာတယ်။အရာနိုးရင်ပိုက်စာတက်သောဥကဲစားစရာဘာမှမရှိ၍အတော်ကိုအကျယ်ရိုက်နေတယ်။မမိုထင်တို့ကိုလည်းသူအပြစ်မပြောရဲ့။ သူအင်ကိုစိတ်ပါလက်ပါတန့်ရှင်းပြနေသောကြောင့်ဖြစ်တယ်။မကြသောချိန်တွင် UK အိမ်သို့ဒေါ်ဝင်းဝင်လာလေတယ်။အဒေါ်ဝင်းလက်ထဲတွင်တော့ဝင်းမဲ့နေသောဖီချန်ကပြောတဖီကန်လာရ UK သည်ဒေါ်ဝင်းကင်ထားသောငပြောဖီကိုကြည့်ပြီးမဝင်ဘယ်ကလဲလာတာလဲ။ဆရာကြီးစီပဲလာခဲ့တာချန်ထွက်ငပြောသည်လေးဥဟုဖြဖြားလာပို့တာ။ဟုတ်လားဘိုက်ဆာနီယာလဲအတော်ပဲဗျ။အော်ဆရာကြီးကဘိုက်ဆာနီယာလားစားပါရှင် ထဝင်းသည်ဥကေအရှိတို့ငပြောဖီကိုခြာပီးလိုက်တယ်ထို့နောက်ဥကေသည်ဟန်မဆောင်နိုင်တော့ပဲငပြောတီကိုဆွဲဖြုံနေစဉ်ဆရာကြီးခဏနေပါအောင်ဒီမှာငပြောသည်အပြုတ်တလုံးရှိတယ်ဒီငပြောသည်လေအရင်စားလိုက်ပါလားရှင့်ကျမငပြောခွန်ခွာလိုက်မယ်နော်အော်ဟုတ်ကဲ့မဝင် ရောစားဆရာကြီးထဝင်းသည်ငပြောသည်ကိုခွာပြီးဥကဲကိုပေးလိုက်ချင်းဥကဲသည်ချက်ချင်းယူ၍ငပြောသည်အားအားရပါရစားလိုက်ရမမိုးထင်းတို့အလုံး ကျေးနပ်စွာ ပြုံးနေကြပါလိတော့တယ်။ရေဦးစင်ရွာလေးရှိဒေါ်ဝင်းအိမ်တွင်လူကြီးတာမင်္ဂလာပွဲလေးကျင်းပနေတယ်။ထိုမင်္ဂလာဆောင်တွင်သူတို့သားဖြစ်သူမှဥက္ကဲဖြစ်ပြီးသူတို့သမီးမှဒေါ်ဝင်းဖြစ်တယ်။ဒေါ်ဝင်းသည်မောင်မိုးတင်ပေးသောနှပြောသည်ကိုဥက္ကဲကိုကြည်ပြီးရဲ့နောက်ဥက္ကဲမှာရွာလူကြီးနှင့်အခြားယမီယဖများကိုခေါ်ပြီးလာတောင်းသောကြောင့်ချက်ချင်းအချိန်မဆွဲဘဲမင်္ဂလာဆောင်ပေးလိုက်ကြတယ်။ယခုဥက္ကဲသည်ဒေါ်ဝင်းအားအေးတကြီးကြီးနှင့်ချစ်မောအားဖြစ်နေတယ်။ ထောင်းဝင်းမှာနှကမ်းမွေးတွေရေလိုပင်ပြောနေရသေးတယ်။ဥကင်မှာလက်နဲ့နှကမ်းမွေးများကိုဆွဲနှုတ်နေလေရာဘေးမှလူများဆွဲထားရသည့်အထိအချစ်ပိုနေတယ်။ဘေးရင်ရှိနေသောပကြီးငိုမှပြောင်းလဲသွားသောဥကဲကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေတယ်။သူပါတော်လဲဥကဲနဲ့ဒဝင်းတို့၏မင်္ဂလာပွဲလေးတီကကျော်ရွှင်စွာနဲ့အဆုံးသတ်သွားလီတော်တယ်။မမိုးထင်တို့လဲပကြီငုံအိမ်တွင်ထည့်ရင်နဲ့ချက်ကြော်တို့ဖြင့်အောင်းဝဲခံနေလီတယ်။ပကြီငုံသည်ငင်းငါနေလီရမမိုးထင်မ ကိုပချင်းကိုဘာရီဖြစ်နေရလဲဗျခမကြီးရတာမရှင်မလန်းနဲ့ငါ့ကိုဆရာကြီးကပြောဖို့တယ်ကွဒီတသက်သူမိမမယူတော့ဘူးတဲ့ခုတော့ယူပြီလေအဲ့ဒါကိုငါနားမလည်ဖြစ်နေတာဆရာကြီးကသူ့ရဲ့မိမဘာရီဒေါ်ထဝတီကလွဲပြီးဖဲမိမကိုမှမချစ်ဘူးတဲ့ကွဘာပြောတယ်သူကအဲ့လိုပဲပြောလားငါကိုပြရစေပြရတော့သူငငငကအဖြစ်ကိုအမှတ်ရပြီးတနာလို့ပြရတယ်လေ ဖမိုးထင်တို့မျက်လုံးပြူသွားရသည်ထို့ကြောင့်ပကျင်ကိုပြောမည့်စကားများကိုစိတ်ဝင်တစားနားထောင်ရန်ဟန်ပြင်လိုက်ကြသည်ပကျင်ကိုရဲ့စကားအတန်ကထလာသည်အကြီးကဲကသူမိမနဲ့ခြောက်လာပဲပေါင်းလိုက်ရတယ်တဲ့ကွာသူကအရန်ကူစားအရန်ချစ်ပေမဲ့ပီယာစီနဲ့ယူထားတော့ပီယာစီပြဲချိန်မှာသူ့ရဲ့မိမကသူ့ဘလောက်ကောင်းကောင်းအမြင်မကြည့်တော့ဘူးတဲ့ကွာ အဲ့လိုနဲ့တနေ့သူအလုသွားနေတဲ့ချိန်သူ့ကိုသူအဆုံးစီရင်သွားတယ်တဲ့ဆရာကြီးသူမိမအကြောင်းပြောရင်အတော့ကိုစိတ်မကောင်းဖြစ်နေတာကွာခုတော့ဆရာကြီးဘလို့ဖြစ်သွားလဲမသိပါဘူးကွာပကျင်ကိုဤစကားကြားတော့ခါမောင်မိုးထင်တို့မပြောနိုင်တော့ပြီသူတို့အားလုံးဤမျက်လုံးထဲရင်တော့ဦးအောင်ကြည်ဤဦးကဲကိုပြည့်ပြည့်နေနေပြောနေတော့ဟန်ပန်ကြီးကိုသာမြင်နေရပါတယ်ပကျင်ကိုနဲ့မောင်မိုးထင်တို့စကားပြောနေစဉ်ပကျင်ကိုဤအိမ်ပေါ်သို့ပေါတူတက်လာပြီး ဟဲ့ကောင်နေမင်းတို့ကဒီမှာအေးစေးစားလိုက်တောက်လိုက်လုံးနေရွာထဲမှာဘိုးတင်တို့နဲ့တရွယ်သေးကိုပြုံးရင်းနှစ်လို့တေးပြီးတယ်ကွဘာဟိုစကားပြောရင်ပြုံးပြုံးနဲ့ကိုပြုံးလားအေးဟုတ်တယ်မမိုးတင်တို့ပကြင်ကိုအိမ်တွင်စားတောက်နေသည်ကိုရက်လိုက်ကြကပကြင်ကိုကိုနှုတ်ဆက်ပြီးပေပင်ရွာသို့ပြန်လိုက်ကြပါလိတော့တယ် အော်လန်ဘိုတင်နဲ့ပီယာဝေးစာငကယ်ဇလန်လေးတီကအီများတောင်းမကြမီအော်လန်ဘိုတင်နဲ့တရဲကိုပြုံအမြင်ရသောဝတ္ထုလေးကိုတင်ဆက်ပေးပါမယ်ရှင်။